။အာရအလောင်းဆွဲချတာအလောင်းစပယ်ရောစပယ်ရောဒါဒါဒါအလောင်းဆွဲချနေဟဲ့ရှင်းနေရှင်းနေဘောဒီရောက်တာနော်ဘောဒီရောအလောင်းဆွဲချနေနောက်ကလောက်ကလောက်ကလောက်ဟာတော့ငါသာတော့ငါအောင်းဆွဲချနေရတယ်ဟာအေးဟုတ်တယ်မအောင်းဆွဲချနေအကုန်လုံးအောင်းဆွဲချနေရလို့အောင်းနေကအောက်ကိုလွတ်လိုက်ပြီနော်ကချင်ပြည်နယ်ဖက်ကမြို့နယ်ကိုပြန်လည်ထိန်းချုပ်ဖို့အတွက်အာနာသိန်းစစ်တပ်ကမြေပြင်ဝေဟင်ကနေအင်အားသုံးထိုးစစ်ဆင်နေရလို့မြေပြင်စစ်ရေးတပ်ရင်းမြစ်တွေကပြောပါတယ် အာနာသိန်းတက်ရဲ့တမတ်တုံးတုံးလက်အောက်ခံတပ်တွေနဲ့မင်းစင်တန်ဦးဆောင်တဲ့ဝါရာစုပြည်သူစစ်တွေပူးပေါင်းပြီးမြေပြင်စစ်ကြောင်းတွေထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ဝေဟင်ကလည်းလေကြောင်းကသဆင့်ပုံကျဲတိုက်ခိုက်နေရဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်တွေဟာဖက်ကမြို့နယ်ကိုစစ်ရေးအရာစုံမိုးနိုင်တဲ့မမောပုံနဲ့လှမုံကုန်းအပါအဝင်ဆိုင်းတောင်ကြီးရွာကိုဝင်နိုင်ဖို့အတွက်စစ်ကြောင်းနှစ်ကြောင်းသုံးပြီးထိုးစစ်ဆင်နေရလို့မြေပြင်စစ်ရေးတရင်မြစ်တွေကပြောပါဗျ။ မမောင်းကုန်းဘုတ်ကိုတက်ချင်တာဒီမမောင်းကုန်းနဲ့ဒီကောင်တွေတက်မဲ့လမ်းကြောင်းကျွန်တော်ကကြားထဲမှာသူတို့မျက်နှာချင်းနဲ့သွားကြတယ်ပေါ့လမ်းအော်လိုက်ရင်ကြားလောက်မဲ့နေရာအဲ့အလောက်ပဲဝေးလို့တွေပေါ့ဗျာသုံးဘက်မြင်လို့ဖုံနောက်လို့ဖြစ်နေတာပေါ့သူကအခုဒီမမောင်းကုန်းဘုတ်ကိုထိုးလို့ရမယ်အဲလမောင်းကုန်းမှာညာအဲ့ဘက်ဆိုင်ဒီထက်မိုးတွေအကုန်လုံးလမောင်းကုန်းရရသူကအကုန်လုံးရပြီလေအခုမလမ်းမှာဖြစ်နေတော့သူက sign on white နေတာ sign on white မယ်ဒီဘက်တစ်ချက်ကတော့ဒီအထက်မိုးတွေဘက်ဝိုင်းလိုက်တာတစ်ဖက်ကတနေလုံးသူကစူးမလာမှာပေါ့ ပူမှုပြန်ရောက်လို့ဖြစ်သွားတော့မှကျွန်တော်ကကျွန်တော်လုပ်တာတွေဒီတိတ်ကနေပြန်ဆောက်လို့ဖြစ်ဖြစ်ကုန်တော့ပေါ့ဒီကနေလည်းပြန်အောက်ကနေလည်းတက်အဲ့လိုဖြစ်ပါဖက်ကမျိုးနဲ့အင်းမြတာရအုပ်စုအတွင်းမှာရှိရလာမောင်ကုန်းစခန်းဟာဖက်ကမှာအမြင့်ဆုံးစခန်းကုန်းတစ်ခုဖြစ်ပြီး KNA နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေဟာ2024ခုနှစ်အောက်တိုဘာ15ရက်နေ့ကတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်မမောပုံနဲ့လာမောင်ကုန်းဟာဖက်ကတကြောလုံးကိုတာမကပဲလက်နက်ကြီးတွေတက်ဆင်ထားတဲ့ဖက်ကတမကုန်းနဲ့ လုံခင်းမှာရှိတဲ့ရန်ချက်စစ်ကန်းကိုပါဆိုမိုးထားတဲ့အချက်ချာကြတဲ့ဆိုမိုးကုန်းဖြစ်ပြီးဖက်ကမြို့တွင်မြို့ပြင်နေရာအားလုံးကိုထောက်လာနိုင်တဲ့နေရာဖြစ်တယ်လို့လဲစီရီတည်တင်းရင်းမြစ်တွေကဆိုပါတယ်။လမ်းမုံကောင်းကတော့သူတို့ခန်းထိုက်ခဲ့တဲ့ခန်းကုန်းဖြစ်ပါတယ်။အဲဒီလမ်းမုံကောင်းခန်းကအကန့်တကွေလုံးကိုဟိုဟာရအင်ဂျင်လို့ရတဲ့ပုံဖြစ်ပါတယ်။ဒါကြောင့်သူတို့အဲဒီကိုပြန်ခန်းထိုက်ခြင်းလို့ကျူးရမယ်ရဲ့ ကျောင်းတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုဒီနေ့ဒီချိန်မှာတော့အဲ့ဒါမှကျောင်းတွေတက်လာတာတက်လာဘူးလားဆိုတော့မကြားမိသေးပါဘူးဘူးဦးတီချက်ဒီမန်ကင်းဒီမန်ချက်တွေတော့ရှိတယ်လို့ကြားပါတယ်အာနာသိန်းစစ်တပ်ဟာဖက်ကတ်မြို့နယ်မှာတမကုန်းတနေရတာစိုးမိုးထိန်းချုပ်ထားရကနေမြစ်ချနာကာမန်ဖက်ကတ်လာရတိုင်း2025ခုနှစ်ဧပြီလကတည်းကထူးဆင်းလာပြီးလက်ရှိတမကုန်းကိုအင်အားအများအပြားဖြည့်တင်ထားတာလည်းဖြစ်ပါတယ် ကဘာကျော်ကြောက်စိမ်ထွက်ရှိရာဖက်ကတ်မြေဟာ KIA နဲ့တော်လန်ยีတပ်ဖွဲ့ဝင်တွေအတွက်ရန်ပုံငွေရရှိရနေမည်တခုဖြစ်တာကြောင့်လဲတော်လန်ยีတွေအတွက်အထောက်ပံ့ဖြစ်နေရဲ့လမ်းကြောင်းကိုဖျက်တော့ချင်တာကြောင့်အာနာသိန်းစစ်တပ်အနေနဲ့အပြင်းအထန်ထိုးစစ်ဆင်နေရဖြစ်တယ်လို့ကချင်နိုင်ငံရေးလေလာသုံးသက်သူကအေယဝတီကိုပြောပါတယ်ဖက်ကတ်ကကျတော့ဒီကြောက်စိမ်နေမည်ဖြစ်တဲ့ခါကျတော့လက်နက်ကင်အဖွဲ့တွေတော်တော်များများကအဲ့ဒီမှာရန်ပုံငွေရရှိနေတာရှိတယ် kia o kia i e nini nga o kunga o kamuga ni besin i yambung wili ya shin nila chile pe chong lo sagar sagar o di pakang go o te o kia bu a te dan ju zani ya ka di tola ni a pwe zi li bo kia o kia i a pa wun tola ni a pwe zi li ya yambung wili lan chong o long wa te tau chen le san dang shi le pe chong lo dru wa ᱟᱫᱤᱭᱟ ᱪᱩᱵᱟᱢ ᱱᱮᱱᱮ ᱫᱚ ᱛᱩᱡᱤ ᱪᱤᱱᱤᱨᱟ ᱪᱤᱛᱮ ᱞᱚ ᱪᱚᱱᱚᱣᱟᱨ ᱮᱞᱚᱢ ᱱᱤᱢᱵᱟᱨᱮ ᱠᱷᱱᱟ